တောင်ကူမှာကလေးမလေးတယောက်ကိုရန်ကျောင်းသူလူတယောက်အဲ့ဒါမှချင်းခံလိုက်ရပါတယ်အဲ့ဒါမှချင်းပြီးတော့ခံရတဲ့အပြင်အသက်ပါခံလိုက်ရပါတယ်အဲ့ဖြစ်စဉ်လေးဖြစ်သွားခဲ့ပါတယ်အင်းဒီချင်းမျိုးသားတွေကမျိုးသားဘယ်နှစ်ယောက်လို့တော့မသိလို့သမီးတာနှစ်ယောက်မိတယ်အဲ့မျိုးသားတွေက16နှစ်အရွယ်အကြောင်းသူပေါ့နော်အဲ့ဒါကို19နှစ်နဲ့ပိုင်းကသူ့နေအိမ်မှာတပ်ဖြတ်ခံထားရတာကိုတွေ့ရတယ်ဆိုတော့ကျွန်းကုန်းကြီးကအကြောင်းသူတယောက်ကျွန်းကုန်းကြီးရတယ်နော်တပ်ခတ်တပ်ဖြတ်ခံထားတွေ့ရတယ်သူမနဲ့သူ့မေရ9နိုင်ခွဲလောက်လို့သွားတယ်ရှုခွဲလောက်အိမ်ပြန်တယ်အဲ့မှာကလေးကမထားသေးဘူးဆိုနှိုးတဲ့အချိန်မှာဒါပေမဲ့အဲ့ကလေးကအဲ့ကောင်မလေးက အသက်ခံပြီးတော့စောင်းနေအုပ်ပြီးထားခဲ့ခံရတာဆိုတော့ပြောရရင်တော့ဟိုတော်တော်လေးဟွာရဲ့ဆက်လုတ်ခဲ့တယ်လို့ခေါ်တယ်ပြီးတော့ကလေးကအိတ်နေတဲ့အတွက်အမေကနေပြီးနှုတ်လို့မရရဆုံး तू စောင်းကြီးခြုံထားရဆိုတော့အာဘာဖြစ်နေမသိဘူး तू သမီးကို तू စောင်းကြီးကိုဆွဲလန်နေချိန်မှာ तू သမီးကတက်ပြတ်ခံရတာလေဘေးကိုလှီးခံထားတဲ့သဘောမျိုးပေါ့နော်ဓာတ်နဲ့အခုတ်ခံထားတဲ့သဘောမျိုး မင်္ဂလာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါရစေမိုးခုတစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့တောင်ကူမှာ16နှစ်ရွယ်ကိုရန်ကျောင်းသူလေးကိုပေါ့နော်အိနီနာချင်းယောက်ျားတစုကနေပြီးအာဓမ္မပြုခြင်းပြီးတော့တက်ဖြတ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုရင်တော့အဆအဆုံးပါပါတယ်ကြည့်တဲ့မျိုးတွေတော့လည်းဘဟုတုရရစီမဲ့ဗီဒီယိုလေးတစ်ပုံဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆက်ချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရှင့်မိုးရဲ့ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်တောင်ကူမှာဖြစ်သွားတဲ့ကိစ္စပါတောင်ကူမှာတောင်ကူမှာကလေးမလေးတယောက်ကိုရန်ကျောင်းသူလေးတယောက်အာဓမ္မချင်းခံလိုက်ရပါတယ်အဲ့တော့အချင်းပြီးတော့ ခံရတဲ့အပြင်အတ္တပါခံရရပါတယ်အဲ့ဖြစ်စဉ်လေးဖြစ်သွားခဲ့ပါတယ်ဆိုတော့တောင်ကူမြို့နယ်ကျွန်းကုန်းကြီးရွာမှာနေထိုင်တဲ့ကိုရမ်းကျောင်းသူလေးတဦးကိုတဲ့သူ့ရဲ့အိမ်နေချင်းအမျိုးသားတွေကမျိုးသားဘယ်နှယောက်လဲတော့မသိဘူးလောသပြီးတာနှယောက်မိတယ်အဲ့ဒီမျိုးသားတွေက16နှစ်အရွယ်ကျောင်းသူပေါ့နော်အဲ့ဒါကို19ရက်နေနေပိုင်းကသူ့နေအိမ်မှာတပ်ဖြတ်ခံထားရတာကိုတွေ့ရတယ်ဆိုတော့ကျွန်းကုန်းကြီးရွာကျောင်းသူတယောက်ကျွန်းကုန်းကြီးရွာတော့နော်တပ်ခတ်တပ်ဖြတ်ခံထားတွေ့ရတယ်သူမနဲ့သူ့မိရ9နိုင်ခွဲလောက်လိုသွားတယ်ရှုခွဲလောက်အိမ်ပြန်တယ်အဲ့မှာကလေးကမထသေးဘူးဆိုနှိုးတဲ့အချိန်မှာဒါပေမဲ့အဲ့ကလေးကအဲ့ကောင်မလေးက အသက်ခံပြီးတော့စောင်းနေအုပ်ပြီးထားခဲ့ခံရတာဆိုတော့ပြောရရင်တော့ဟိုတော်တော်လေးဟွာရဲ့ဆက်လုတ်ခဲ့တယ်လို့ခေါ်တယ်ပြီးတော့ကလေးကအိတ်နေတဲ့အတွက်မေးရနေပြီးနှုတ်လို့မရရဆုံး तू စောင်းကြီးခြုံထားရဆိုတော့အာဘာဖြစ်လဲမသိဘူး तू သမီးကို तू စောင်းကြီးဆွဲလာနေတဲ့ချိန်မှာ तू သမီးကတက်ပြတ်ခံရတော့လေဘေးကိုလီးခံထားတဲ့သဘောမျိုးပေါ့နော်ဓာတ်နဲ့အခုတ်ခံထားတဲ့သဘောမျိုးလေဘေးကပြက်လူနေပါတော့ဖြစ်နေတယ်အဲ့လောက်ဒီလိုဖြစ်နေတယ်ဆိုတော့ဆက်ပြီးတော့ဒီကိစ္စကိုစုံစမ်းလိုက်တဲ့အခါကျတော့19ရက်နေ့မှာဒီဒီဖြစ်စရာ19ရက်နေ့မှာသိတာနော်19ရက်နေ့မှာတေချာသိတာ ဆိုတော့ဒီကိစ္စတရားဆွန်လိုက်တဲ့ခါကျတော့ဒီကောင်မလေးဒီကောင်မလေးကိုနော်ဒီကောင်မလေးကအဲ့ဟိုဒီကောင်မလေးကသူ့အတူအိမ်မှာရှိနေတယ်ကိုယ်တိုင်ကြောင့်လေသူ့အတူအိမ်မှာရှိနေတဲ့အချိန်ပေါ့နော်ဆိုတော့ तू ကအဲ့လိုရှိနေတဲ့အချိန်မှာကြည့်ရတာဟိုနှစ်ကောင်သုံးကောင်ပေါ့နှစ်ကောင်လားသုံးကောင်လားလေးကောင်လားမသိတဲ့အကောင်လေးကနေပြီးတော့လာပြီးတော့ကျွန်တော်သိရတဲ့လောက်တော့မိတာနှစ်ကောင်ဖြစ်တယ်သုံးယောက်လို့ကျွန်တော်သိရတယ်အဲ့တော့နှစ်ကောင်ပဲမိတယ်တော့နှစ်ကောင်လို့ပြောမယ်သုံးကောင်လို့တယ်လို့ပြောတယ်ဒါပေမဲ့နှစ်ကောင်ပဲမိတယ်တော့နှစ်ကောင်လို့ပြောမယ်အဲ့ဒီနှစ်ကောင်ကဒီကောင်မလေးကိုသူ့မိဘတွေမရှိချင်းတားမိသုံးယောက်ပဲရှိတယ် တာမီတော့ကြောက်ကောင်းလေးအဲ့မိဘတွေမရှိတဲ့အချိန်မှာဒီကောင်လေးကဂျုံရောက်လာပြီးအိမ်ရောက်လာပြီးတော့ကောင်မလေးကိုအရမ်းမှချင်းတယ်ချင်းုံနေမဟုတ်ဘူးဟိုပစ္စည်းတွေလည်းခိုးသွားတယ်မရိမှုတွေလုပ်တယ်ပြီးရင်ကောင်မလေးကိုတတ်ပါတတ်ခဲ့ဖြစ်စင်မျိုးလုပ်ခဲ့တယ်လို့အချမ်းချင်းကျွန်တော်သိရတယ်ဆိုတော့ဒီလိုလှုပ်လိုက်တဲ့အတွက်ဒီကလေးမလေးကအနေနဲ့တိုင်းနဲ့ကိုရန်ကြောင့်ဆိုလို့ရီမန်းချက်လည်းကြီးတယ်ဟိုတကယ်ကိုဟိုကြောင်းမှာစားတော်တဲ့ကလေးလေးဖြစ်တယ်အဲ့လိုလှုပ်လိုက်တော့အဲ့ကောင်လေးတော့အဲ့လိုလှုပ်လိုက်တဲ့အတွက်ကောင်မလေးကတည်ဆုံသွားတယ်ဒီတော့တည်းကနှစ်ယောက်ကိုဖမ်းပြီးကြားတယ်ဆိုတော့ကျွန်တော်ပွင့်လင်းပြောရင်တော့ တရားမျှတမှုကိုတရားသူကြီးတွေကပြောဖို့လိုပါပြီတရားသူကြီးတွေအားလုံးကျွန်တော်ရွေးပြောတာပါတရားမျှတမှုကိုခင်ဗျားတို့တွေပြောဖို့လိုပြီဒီလိုဖြစ်စဉ်မှုမျိုးတွေမှာတရားသူကြီးတွေကတရားမျှတမှုပြောဖို့လိုပြီခင်ဗျားတို့တရားသူကြီးတွေရဲ့တရားသူကြီးတွေရဲ့သစ္စာတရားသူကြီးတွေရဲ့သိက္ခာတရားသူကြီးတွေရဲ့ဟိုဘာလို့ဆိုကိုချင်းစာတရားအဲ့ဒါတွေကဒီမှာပြသဖို့လိုပြီအခုဒီကလေးမလေးဒီလိုအရမချင်းခံတယ်ဒီအသက်ငယ်မရင်းကိုခေါ်တယ်16နှစ်ပဲရှိတယ် ်ဆက်ရှိနေမှာမပြီးသေးဘူးအဲ့တော့ဒီလိုမျိုးလုပ်တဲ့ကိစ္စကိုဒီမိနှစ်ယောက်မိပြီကျန်တဲ့တကောင်လွတ်သွားပြီလွတ်သွားပြီလွတ်သွားတော့အဲ့လိုလုပ်တဲ့ကိစ္စကိုနော်လွတ်တဲ့ကိစ္စကိုခင်ဗျားတို့တရားသူကြီးတွေနေနဲ့တကယ်တမ်းတရားခွင်ရောက်လာတဲ့ခါကျရင်အာတစ်ဖက်လုံးလုံးခဲ့တဲ့လူနှစ်ယောက်ကိုအမှုပေါ့စင်ရေးဆိုတဲ့စိတ်နဲ့ခင်ဗျားတို့တွေအမှုကိုကင်တွယ်မယ်ဆိုရင်ကျွန်တော်တရားသူကြီးတွေကရှက်ဖို့ကောင်းတယ်လို့ကြိုပြောထားပါမယ်နော်မလုပ်သေးဘူးဆိုရင်တော့အခုလုတ်ခဲ့ရှက်ဖို့ကောင်းတယ်လို့ကျွန်တော်ကြိုပြောပါမယ်ဒါမှမရှက်ရင်ခင်ဗျားတို့ခင်ဗျားတို့မှဒါမှမရှက်ရင်တော့ခင်ဗျားတို့မှ ရှက်ကြောက်တွေကကင်းသွားပြီတော်ကိုဟိုအောက်တန်းကြတဲ့ကလေးကြီးတွေဖြစ်ကုန်ပြီတကယ်အောက်တန်းသားတွေဖြစ်ကုန်ပြီအဲ့တော့ခင်ဗျားတို့မမေ့ကြဘူးလို့ရတယ်အဲ့ဒီအမှုကိုကင်တွဲမဲ့ရှေ့နေတယ်လေအလားတူပဲဒီဟိုလောက်ကြံဒီဒီကလေးမလေးကိုမရင်းချင်ပြီးတတ်ဖြတ်တဲ့လူနှစ်ယောက်ဘက်ကနေအမှုလိုက်မဲ့ရှေ့နေတယ်ရှေ့နေတယ်ခင်ဗျားတို့အနေနဲ့တာတာနဲ့နာနာထိုးချပြစ်ခဲ့ဖို့လို့ရတယ်ခင်ဗျားတို့ကိုယ်တိုင်တာတာနဲ့နာနာထိုးချပြစ်ခဲ့ဖို့လို့ရတယ်ငါပတ်သက်ရရင်ပြီးရောဟိုကောင်လေးဘက်ကနေပြီးတော့ပြန်ပြီးကာပါလုပ်ပြီးမယ်ဆိုတာမျိုးပော့ရော်တော့လုပ်မယ်ဆိုတာမျိုးရှေ့နေကြောက်နေနဲ့ကိုပညာနဲ့လုပ်မယ်လုပ်မယ်ဆိုရင်တော့ ်နည်းဆုံးတော့ခမရတို့သမီးရှိတယ်ဆိုကိုသားသမီးနဲ့ခမရသမီးအဲ့လိုလောက်ခံရရင်ခမရအဲ့လိုခံစားနိုင်ပါမလားဆိုတဲ့ကိုချင်းစာတရားအရင်ထည့်ပြီးမှထည့်ပြီးမှဒီဒီအမှုကိုဆက်ပြီးတော့ကျွန်တော်ကင်ပါဒါကိုကျွန်တော်ကြွပြောချင်တယ်အဲ့တော့ကျွန်တော်ဟိုတူတဲ့အမြင်ပြောပါဆိုရင်တော့ဒီလောက်ရမျိုးကြီးကျွန်တော်အများနဲ့ယုံပါတယ်လို့ကျွန်တော်ပြောပါတယ်။ဒါလောက်တနာယူပါကောင်းသလားပေါ့။ပညာတတ်တယောက်ပညာတတ်ဖြစ်လာမယ်အဲ့လိုကောင်းကောင်းကြောင်တော်တော်၃ကောင်ကလုတ်လို့ဒီပညာတတ်ကလေးမလေးတောင်ဆုံးသွားတယ်ကိစ္စ။တရားမြတ်တာမှုကတိတ်ပြီးတော့ရှင်းပြရင်တော့ဟိုခိုင်မာအကောင်းမှုလို့ ကျွန်တော်ကြောက်ရဲအမြင်ဆိုရင်တော့ပို့ဝင်လည်းပြောပါပို့ဝင်လည်းပြောရအောင်အဲ့ဒီကောင်နှစ်ကောင်ကိုပို့ဝင်လည်းပြောရအောင်မင်းတို့လည်းတော့လောက်အောင်လာဆိုပြီးတော့လူပုံအလဲမှာပဲဓာတ်နဲ့အဲ့သူတို့ငယ်ပါအောင်ဓာတ်နဲ့သုံးလေးပိုင်းလောက်ပိုင်လိုက်ခြင်းအဲ့လိုပိုင်လိုက်ခြင်းဘာလို့ဆိုလူပုံလည်းမှာအဲ့လိုလုတ်ပြအောင်တခါတည်းကျရင်လူဆိုတာကြောက်တရားဆိုတာရှိတယ်မင်းတို့သူများကိုလုတ်တော့ကလုတ်တယ်မင်းတို့လည်းခံကြည်သန်းกว่าဆိုပြီးတော့တခါလုတ်ပြရတယ်ဘာမှလူခွေးတွေဘာခွေးညာခွေးခွေးတွေကြွတ်တယ်ဝက်ခွေးတွေလာမပြောနဲ့ကျွန်မအဲ့ဒါမျိုးကြောင့်ကောင်တာပြန်လုတ်ပြဖို့လိုတယ်ခုတ်ပြစ်ထစ်ပြဖို့လိုတယ် မသိမချင်းတော့အဲ့လိုအဲ့ကောင်အဲ့ကောင်နေအဲ့လင်းငင်ကောင်ဖက်ပြို့ဘူးတစ်ချက်တည်းမှာတစ်ခါလေးပြခုတ်ပြန်တယ်ထုတ်တစ်ဆင့်ချင်းခုတ်ပြီးတော့ဖက်ပြရမှာအဲ့ဒါမှနောက်နောက်ဒါမျိုးတက်ငင်ပရင်ကျူးလို့နေကောင်မှသမီးဒါမျိုးဖက်ခံမယ်ဆိုရင်စိတ်နေဘယ်ကသူ့မှာဘယ်မိန်းကလေးပေါ်မှာမပြမရဲမှာဘု து တာသမီးကောင်မလေးဒီမိန်းကလေးပေါ်မှာမပြမရဲမှာအဲ့တော့အစိုးရတာဝန်ရှိသူတွေအုပ်ချုပ်သူတွေဟွာဒီအကုန်လုံးဒါတွေစဉ်းစားကြဖို့လိုတယ်ကျွန်တော်တို့ပွန့်နေပြတက်ငင်ပရင်နဲ့ပတ်သက်ရင်ပြမှုပြတဲ့ကိုကြီးကြီးပေးဖို့လိုတယ်နောက်တစ်ခုကပို့ပြီးတော့ တမိုးရှိတဲ့လူတယောက်ကိုဒီလူရဲ့ဆက်လူရုပ်မှာလူရန်ကား၃កောင်ကလှုပ်လိုက်တက်လက်လူတီဝါတာကဘာနဲ့မှလဲလို့မရအဲ့တမိုးရှိလူတောင်းအဲ့၃កောင်ရဲ့အသက်နဲ့တော့လဲလို့မရအောင်အဲ့တော့ဥပဒေအမိန်နေရတချို့အမိန်နဲ့ပြင်းထန်အားကောင်းမှုလို့တယ်တိောက်ပြင်းထန်မှုလို့တယ်လူတွေကြောက်လန့်ထိတ်လန့်သွားစေရမယ်နောက်တော့မလို့ရအောင်ကြောက်သွားစေအောင်ပြင်းထန်မှုလို့ပါတယ်ကျွန်တော်တို့ဥပဒေကိုအဲ့လိုပဲအဲ့လောက်ထိကျွန်တော်တောင်းအားပေးပါတယ်ဥပဒေနဲ့ပတ်သက်ရင်ဆိုတော့ဒီဖြစ်စင်မှာကလေးမလေးရဲ့မိသားစုတွေရောရင်ကွဲပါလိမ့်မယ်ကျွန်တော်လက်စီမကောင်းဖြစ်ရပါတယ်ဘာပြောဒါမျိုးတွေကိုမြန်မာပြည်ရဲ့ဗဏ္ဍာမှာကျွန်တော်မကြားကျင်ပါဘူးအဲ့တော့ နောက်နောက်များမှာဒီလိုမဒိန်ကောင်ဒီလိုတနာယူကောင်တွေခင်ဗျားတို့အနာမှာမြင်နေပြီဆိုရင်မြင်နေပြီဆိုအဲ့ဒီလိုကောင်မျိုးတွေကိုခင်ဗျားတို့တွေ့ရနေရပြေးပြီးတော့ပြေးပြီးတော့ထိုးလိုက်ဖို့လို့ပြေးပြီးတော့ရိုက်ရိုက်ခွဲလိုက်ခေါင်းရိုက်ခွဲလိုက်ဖို့လို့ကောင်မျိုးတွေကိုဘာလို့ဆိုဒီလိုကောင်မျိုးတွေကိုခွင့်မပေးပါနဲ့ဒီလိုတနာယူကောင်တွေကိုခွင့်မပေးဘူးလို့ပါတယ်ကျွန်တော်ပြောနေပြီဒီတနာယူကောင်တွေကသိကြောက်စရာကောင်းပါတယ်နော်ဘာလို့ဆိုဟိုအရွယ်မရောက်သေးတဲ့ main kit တောက်ကိုလောက်တာတော်တော်ဆိုးပါတယ်ဟိုအသက်ပြည့်ပြီးသား main kit တောက်ကိုမရင်းကျင်နောက်မှပဲဩသူလိန်စိတ်ကြွလို့ကျွန်တော်ပြောပုံပြသေးတယ်ဒါ16နှစ်ဆိုလဲဟိုရှိတော့ရှိနိုင်ပေမဲ့ မဖြစ်သင့်ဘူးဆိုတော့အတိတရားလို့တော့ရှိတယ်နောက်တစ်ခုကဘိုးဘိုးဖြစ်တာကဒီလိန်အဲ့ဒါမှလည်းချင်းပြည်တယ်တက်လက်တက်ပြည်သေးရဆိုတာတော့တော်တော်ဆိုးပါတယ်နော်ဟိုတက်လက်တက်ပြည်တယ်တော်တော်ဆိုးပါတယ်ပြီးတော့ပစ္စည်းတွေပါယူသွားသေးရဆိုတော့ခင်ဗျာဘလောက်မရိုင်းအောက်တန်းကြတဲ့တားလေးရအမျိုးသားတွေဘယ်ကောင်းမှမလုပ်မိဘူးကျွန်တော်တိုက်တော့ပါတယ်ညီငယ်ညီမငယ်တွေညီငယ်တွေနည်းနည်းလေးဒီလောက်တနာယူနေအပြင်မှာပတ်စံပေးပြီးတော့လှုပ်ရှားလိုက်ပါပတ်စံရှားပြီးလှုပ်ရှားလိုက်ပါအရန်တနာယူနေလဲတွေ့ရအပေါက်ဆက်သွားဆက်လိုက်ပါအဲ့လောက်ထိမမရိုင်းကြဘူးပဲကျွန်တော်တိုက်တော့ပါတယ်ဟိုမရိုင်းကြဘူးပဲခင်ဗျားတို့ပြောချင်တယ် တချို့လူငယ်တွေပြောတာပါအဲ့တော့လူငယ်တွေအနေနဲ့လည်းသင်ချာစဉ်းစားကြဖို့လိုတယ်ပြီးတော့ပြစ်ဒဏ်ပြစ်မှုပြစ်တာကိုလည်းပြင်းထန်ထိရောက်တော့ပေးဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကိုယ်နဲ့ចောင်းသူတူအုပ်စုဘဲအဲ့မှာပြုကျင့်ခံရပြီးတဲ့နောက်တပ်ဖြတ်ခံရမှုဖြစ်ပေါ်ခဲ့ပါတယ်။ ပဲခူးတိုင်းတောင်ငူမြို့နယ်ကျုံကုန်းကျေးရွာမှာကိုရန်ကျောင်းသူတအုပ်ကိုအုပ်စုဖွဲ့အရမပြုကျင့်တပ်ဖြတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တေဆုံးသူဟာအသက်16နှစ်အရွယ်မခိုင်တစင်ထွန်းဖြစ်ပြီးတော့ဒီလ19ရက်နေ့ညနေ4နာရီကျော်မှာနေအိမ်တွင်တအုပ်ရဲ့အိပ်ပျော်နေတဲ့အချိန်အုပ်စုဖွဲ့အရမပြုကျင့်ပြီးတော့တပ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ဖြစ်စဉ်ဖြစ်ပေါ်တဲ့အချိန်မှာတင်ဆောင်သူရဲ့မိခင်ဖြစ်သူဟာဖက်ရွက်သွားကောက်နေပြီးတော့ဖခင်ဖြစ်သူကတော့တော်တဲ့တိုက်တိုက်သွားတဲ့အချိန်လို့သိရပါဗျ ကလေးမဖြစ်သူကအိမ်ထဲမှာတယောက်တည်းအိတ်နေပြီးတော့ရွာထဲမှာရှိတဲ့အိမ်နီးနားချင်းအမျိုးသား၃ဦးဟာကလေးမလေးကိုအရမပြုတ်ကျင်ပြီးတဲ့နောက်တက်ဖြတ်သွားတာလို့သိရပါတယ်။မိခင်ဖြစ်သူနေအိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့တမီးဖြစ်သူမတ်ခိုင်သစဉ်ထွန်းဟာလက်ပင်ပြက်လူနီးပါးပြက်ရှာတံရရင်ပတ်နဲ့နှာခေါင်းတွေမှာထိုးကျိတ်တံရရီနဲ့တိတ်ဆုံးနေကြတာကိုတွေ့ရှိခဲ့ပြီးတဲ့နောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲအဖွဲ့တွေထံကိုအကြောင်းကြားခဲ့တာလို့သိရပါတယ်။မကိုင်းသင်းတွန်းအမပြုကျင့်တပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့အိမ်နီးချင်းတွေဖြစ်တဲ့အသက်20ကျော်အရွယ်စီတူနိုင်ခမဲ့ကြီးတိန့်ထိုင်အောင်ခတားဘူးဆိုသူနှစ်ဦးကိုမတ်လ19ရက်ညပိုင်းနဲ့မတ်လ20ရက်တွေမှာသူတို့ရဲ့နေအိမ်တွေကနေအသီးသီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုမဖမ်းဆီးခင်မှာ ကျူးလူသူနှစ်ဦးဟာဟန်မပြတ်ပဲနဲ့သူတို့အိမ်မှာနေထိုင်နေပြီးတော့ကလေးမလေးရဲ့နှာရည်မန်းတက်ကိုလည်းလိုက်ရောက်ကူညီပေးကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဖန်စီရမီသူတွေရဲ့ထွက်ဆိုချက်အရကျူးလွန်သူတွေဟာ၃ဦးဖြစ်ပြီးတော့လက်ရှိမှာ၂ဦးဖမ်းမိထားပြီးမှုကင်းစေးစာအရတည်ဆုံးသူမင်းကလေးဟာအုပ်စုဖွဲ့အရမပြုကျင့်ခံထားရကြောင်းစစ်ဆေးတွေ့ရှိထားကဖန်စီခံထားရသူတွေကလည်းအရမပြုကျင့်တပ်ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက်တေဆုံးသူရဲ့ဖုန်းနဲ့ငွေသားအချို့လေးပျောက်ဆုံးနေခဲ့တယ်လို့သိရပါတယ်ဒီလိုမှဆိုလို့ရှင်တော့တော်တော်လေးကမှရက်ဆက်လုံးနေပေါ့နော်ဒီလိုမျိုးမဖြစ်သင့်ဘူးလို့လည်းထင်ပါတယ်အခုကြည့်နေတဲ့မျိုးလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတို့ဗီဒီယိုလေးအောင်မှာ comment လေးတွေရေးသွားဖို့တောင်းဆိုပါရရှင်အခုကြည့်နေတဲ့မျိုးလည်းဘ ഹു တုတ္တရရိုက်မယ်လို့မျှော်လင့်ပါရရှင်နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာသဗီဒီယိုလေးဘ ഹു တုတ္တရရိုက်တဲ့ဗီဒီယိုလေးကိုနေ့စဉ်တိုင်းပြသပေးမှာမို့မိုး channel လေးကို like subscribe နဲ့တောင်းဖို့တောင်းဆိုပါရရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ